ပရိသတ်များအားလုံးပဲမင်္ဂလာပါ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမဲ့ဇာတ်လမ်းလေးကတော့စာရေးသူရေဝင်းထွန်းရေးသားထားတဲ့စာနီတော်မောင်မတ်နဲ့ယာမတို့ရှာဖွေခြင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက Notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကွက်ခန့်ပဲဖြစ်ပါတယ်။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ညာ။အကောမတားအောင်မရလာဘူးလား။တနက်ကိုထန်ရင်ပြန်လာတဲ့ကျုပ်ကတော့မိတော်ကမေးလိုက်ခြင်းဖြစ်ပါတယ်။အေးဟာတားကောင်ကရခဲ့ပါတယ်။စားရခဲ့မကြုံလို့ပြန်ပါမလားလား။အကောမစကားကလည်းဘလို့ကြီးတော့စားရခဲ့မကြုံလို့ဆိုတော့တရားရောက်များရှိသွားလား။ အားရပြီးကမှအေးစစ်စစ်ပြပြမယ်မဲကြောရအခုတော့ခဏနားအောင်မယ်တုံးကကွန်ပျူတာပေါ်မှာထားရင်အမောဖြေနေမိပါရဲ့ဖြူတုံးကတော့တရက်ပင်အောင်ဝင်ပြီးတော့အိမ်နေတယ်နေတဲ့စားစားချိန်ရောက်တော့ရေမိုးချိုးပြီးတော့နေတဲ့စားစားလိုက်တယ်ဟာတာမင်းနမမဲကြောပြောသွားတာတာတော်ရဲမှာ မကောင်းတာတခုကြုံခဲ့တယ်ဆိုရေရင်းချမ်းတောင်ရင်ထန်နေတဲ့တုံးကိုမေးရမေးလာတယ်တုံးကမေးကိုမလိမ်မပြောချင်ဘူးလေအမှန်ပြောရမေးကိုလည်းမပြောချင် ကျုပ်တဲ့စိတ်ပူပြီးတောပြစ်မထွက်ခိုင်းတော့မီကိုစိုးရိမ်ဖြစ်ပါရင်ဓမ္မမေကျော့စကားစပီးခဲ့တာမှုပြောပြရတော့မှာဖြစ်တယ်။ကျုပ်ကတော့မီကိုကျုံနာသမျှကြောင်းအကုန်ပြောပြနိုင်တယ်။ဒါရေမတိကောင်းမပြောင်းကောင်းတော်သေးတာပေါ့။ဘာဖြစ်ပါဦးမီရေကျုပ်ကကျိုးကာဝဲနိုင်ပါရဲ့ဗျာ။ကာဝဲနိုင်တာကအကြောင်းမဟုတ်ဘူးဒါရေကံကအကြောင်းကံနေနေချင်းဆိုဘယ်နဲ့လုံးမလဲ။ ဟုတ်ပါပြီမေနောက်ဆိုတီးထက်ပို့ပြီးကယူဆိုင်ပါမေဝမ်းရည်တွက်မှုသာတားတို့နှစ်ယောက်ကိုမုတ်ဆိုးလုံးလုတ်ခိုင်းနေရနော်အမေရတော့ဖြစ်နိုင်ရင်လေယာလုတ်ပြီးတော့ပဲနေစီချင်တာစိတ်ကြပါမေပတ်စံဒီစူးမိရဲ့ခါလေဝဲပြီးလေပဲလုတ်ပါမယ်နော်အေးပါအေးပါအမေရတော့အိမ်ပေါ်ကိုပြန်ထက်သွားပြီအကယ်၍လေဝဲနိုင်ရင်ရှားမကလေယာလုတ်တဲ့မုတ်ဆိုးလုတ်ကိုပုံလုံးမှာကိုလေကျုပ်တော့တိနေတယ် တစုံတအုပ်ရဝါဒနာကိုချုပ်ချယ်ထား၍မရသလိုတခြားအရာတစ်ခုနှင့်လည်းအစားထုတ်လို့မရနိုင်ခြင်းသာဖြစ်သည်။ရှာမကတော့မုတ်ဆိုးလို့ကိုဝါဒနာအလွန်ပါသူဖြစ်ရောက်မုတ်ဆိုးလို့ကိုအသက်ရွယ်တစ်ခုထိရောက်သည့်တိုင်လုံမင်ဖြစ်ပါရင်။မမမင်းပြန်ရောက်တဲ့ကြားလို့ငါမာရာလေးများပါသေးလားလာကြည့်ဟာ။ကိုလေးချုံမြရဒီတစ်ခေါက်တားကောင်ရမလားဟုဗျ။ညတော်ကောင်တော့တော့ပြစ်ထမယ်ဗျ။အဲ့ကြမှာဦးလေးလိုချင်တဲ့ရုံပြစ်ခဲ့မယ်နော်။ ဦးလေးထွန်းမြိုင်ကတော့သူမထားတဲ့ယုံရောက်ခဲ့တဲ့ထင်းနဲ့ကျုပ်စီကိုရောက်လာခြင်းဖြစ်တယ်။အေးကွာယုံမရလေရေနှီးတော့ပြေးရမှာပေါ့။တောက်ပြာရေနှီးရတော့အပြည့်ပဲများ။ဒါနဲ့ပါမှန်။မင်းအဖေနဲ့ယာမကိုလည်းမတွေ့ပါလား။အော်မတွေ့ဆိုအဖေနဲ့ယာမဟာကိစ္စတစ်ခုနဲ့ခီးချသွားရဲ့ဗျ။အဲ့ဒါကြောင့်တော်ပြေထွက်တဲ့နေရာကျုပ်တရားထဲသွားတာပေါ့။အော်အေးဟုတ်သားပဲ။အဲ့နေရာတစ်ခုခုလိုပါနေလိုပါနေနေငါတွေးနေတာ။လက်ဆက်သက်တော့ယာမပါတာပဲ။ ဦးလေးတို့မြိုင်တုတ်တခုမေးလို့ရမလားအေးရပါရယ်ဘာမေးချင်လို့လဲငါတီးတလောက်ဖြည့်ပြီးမှာပေါ့ကွာလွန်ခဲ့တဲ့အချိန်တွေကဒီဒေတာတစ်လျှောက်မှာဘာလို့ဓမြတွေဒီလောက်ပေါ်ခဲ့တာလဲသိချင်တာတုံမေးတော့ဦးလေးထွန်းမြိုင်ကရှင်းလိုက်ရင်းနေမင်းကတော့ဒုတိယထွန်းမြိုင်ပဲကွာဟမ်ဘလို့ဖြစ်လို့ဒုတိယထွန်းမြိုင်တော့မြာရှင်းပြပါအောင်ဩငါမေးရတော့ငါအခုမေးမေးတဲ့မေးကိုငါဖေကိုမေးဘူးတယ် အဲ့ဒါကြောင့်မင်းတို့ဒုတိယထုံးမြိုက်လို့ပြောတာဟာဟုတ်လားဗျာအဲ့ဒီတော့ကဦးလေးဖေကပါပြောတော့အေးကွာအဖေပြောတာကတော့ဓမြဖွဲ့တွေရှိနေတာငါမမွေးခင်အချိန်တည်းဟာလေဓမြဖွဲ့တွေဖြစ်လာတာကလည်းအစမ်းသာကွာဦးထွန်းမြိုင်ကပြောတော့ပြောလဲဆစကားကိုရက်ပြီးရင်းနှီးတစ်ခွတ်မောတော့လိုက်ပါသေးတယ်လူကြီးတွေရဲ့ဟန်ပန်ပေါ့ပြီးတော့မှစကားကိုပြန်ဆက်တာပေါ့ဒီလိုကွာအရှင်တော့ကမုတ်တလာရွာမှာလင်မယားတွေရှိတယ် သူတို့ဟာပစ္စည်းဥစ္စာလည်းပြည့်စုံတယ်။သာသမီမွေးတော့တားယောက်ျားလေးတွေပဲစတ္တရာမွေးခဲ့တာ။ဟာဥလိထုံးမြန်ဟာကမဖြစ်နိုင်တော့ပါဘူး။ကလေးစတ္တရာဘသူမွေးနိုင်ပါလဲဗျာ။အကောင်ကြီးငါတို့ရွာထဲမှာတော့ကလေးကိုယောက်မွေးခဲ့တဲ့အမီးတယောက်ကြမ်းကြမ်းမာမာကြီးအခုထိရှိနေသေးတယ်ကွာ။ဒါဆိုလဲဆက်ပြောပြစိတ်ဝင်စားလို့။ဆက်ပြောရရင်တော့အဲ့ဒီမွေးထားတဲ့သားတွေကလိမ္မာကြတယ် တနေ့တော့အရိသာ၁၁ယောက်ရဲ့မိဘနှစ်ပါးကိုစုံးစုပြီးရွာသူတွေကဖမ်းခေါ်သွားတာ။ခဏနေပါဦးမြ။သူမိဘတွေကတကယ်ဆုံးနေမလို့လား။မဟုတ်ပါဘူးကွာ။သူတို့ကိုမနာလိုတဲ့သူကရွာရဲကကလေးမတယောက်ကိုစုံးမြညာနေပြူစားပြီးပစ္စည်းပစ္စည်းရတွေကိုသူတို့အိမ်ခြံထဲမှာပြစ်ထားတာ။ဒါလည်းနောက်ကျမှသိရတဲ့အဖြစ်ပါကွာ။အဲ့ဒါနဲ့မနာလိုတဲ့ကောင်ကလည်းရွာသားတွေခေါ်ပြီးဟိုလင်မျိုးကိုဆွဆွဲတော့ဟိုကလည်းအတင်းချင်းပေမဲ့အကွက်ဆင်ထားတာမလို့ တန်ရီလုံးတစ်ချံလုံးရှာခိုင်းပြီးသူ့ဆွဆွဲချက်ကိုအသာစီးယူလိုက်တာကွာဒီတော့ဝိုင်းပန်းပြီးဆုံးစီရဲအချက်နဲ့တတ်ပလိုက်တာပဲမနေပါဘူးအလောက်ထိဖြစ်နေတာကိုသူ့သားတွေရောဘယ်ရောက်နေရလဲအရွယ်ရောက်နေတဲ့တာကြီး၅ယောက်ကလဲထဲသွားနေတဲ့အချိန်တည်းကွာတာကြီးတွေအိမ်မှာမရှိတဲ့အချိန်ကိုအကွက်ဆင်ထားတာပေါ့အိမ်မှာရှိနေရကအငယ်လေးတွေဆိုတော့ငိုတဲ့အပြင်ဘာမှမတက်နိုင်ဘူးလေ တားကြီးတွေပြန်လာတော့ဖြစ်ချောင်းကုန်စင်တိရတော့တရွာလုံးကိုလက်စားချင်မယ်ဆိုပြီးရွာထွက်သွားတာပဲအရွယ်ရောက်နေတဲ့တားကြီးတွေကဥဆောင်ပြီးတောထဲမှာစခန်းကျအငယ်ရီကိုစခန်းမှာထားခဲ့ပြီးတော့ရရင်ရသလောက်ရွာကိုဓမြတိုက်ကြော်တာပဲပစ္စည်းတွေကိုလည်းယူပြီးလူတွေကိုပါတက်ပြစ်တာဟာဒီလိုဆိုရင်တော့သူတို့ဖြစ်ကလည်းစိတ်မကောင်းစရာပဲဒါနဲ့ဆက်ပါဟုတ်လေးရဲ့အေးကွာနောက်တော့လေအငယ်ရီကပါအရွယ်ရောက်လာရင် ဈာမင်းသူတို့ဖွဲ့တွေကိုဝင်လာတဲ့သူတွေကြောင့်အဖွဲ့ရလည်းပူတောက်သွားတာပေါ့။နောက်တော့မီးပြင်းလေးအဖွဲ့ဆိုတာနဲ့တင်ရွာလုံးဖိမ့်ဖိမ့်တောင်ကြောက်ရတဲ့အထိပဲ။ဒါသူတို့ဖွဲ့နေမင်းကမီးပြင်းလေးတင်လားနမရအစမ်းသားနော်။မီးပြင်းလေးဆိုတာကသူမိဘတွေကိုတတ်တုံးကမီးရှို့တက်ခဲ့လို့အဖွဲ့မိကိုလည်းမီးပြင်းလေးလိုပဲမှဲ့တယ်လို့ပြောကြတယ်။သူတို့ဖွဲ့ကတင်ရွာလုံးကိုတခါရင်မီးလောင်တိုင်းတင်ပြီးတော့ဖြစ်စည်းလို့ရပြီမလို့ဘူး။တိန်တဲကိုပဲလာတိုက်ပြီး အဲ့ဒီအိမ်ကလူအကုန်တက်တာသူတို့ဘလောက်ရက်ဆက်လဲဆိုတော့နောက်လူတွေသိရအောင်ပေါ့ဒါဆိုလေအေးမဲ့တူတူတရားလုံးကပြင်မချကြဘူးလားချကြတာပေါ့ကွာဒါမဲ့ပြင်ချရတဲ့သူအကုန်သိရအောင်ပဲတနတ်နဲ့ဓာတ်နဲ့ဖယ်ရှင်းလို့ရမလဲကွာဓာတ်နဲ့မပြီးသေးဘူးကွာနောက်တော့သား၁၁ရောက်မှ၆ရောက်ပဲကျန်နေတယ်ကျန်တဲ့သူတွေကဘာရင်ကြောင်မဲမသိဘူးတင်ကုန်ကြတာပဲ။ အဲ့ဒီတဲ့င်းကိုတည်တဲ့မုတ်တလရွာသားတွေလည်းအပွဲဖွဲ့ပြီးတော့ဓမြတွေကိုသွားတိုက်ကြတယ်ပြောတယ်။ဓမြအပွဲတစ်ဝက်လောက်တည်ပြီးကြံတဲ့၆ယောက်ထဲက၂ယောက်ပဲကြံခဲ့တယ်တဲ့။ဒါနဲ့ဓမြတွေလည်းဒေါသပုံထားပြီးမုတ်တလရွာကိုမီးလောင်တိုင်းတွင်ပြီးတော့ဖျက်လို့မုတ်တလရွာတစ်ခါပြတ်ခဲ့ဘူးလေ။ဟာဟုတ်လားဗျာ။ဒါဆိုလွန်ခဲ့တဲ့နှစ်တည်းကဓမြအပွဲတွေကကြံခဲ့တဲ့သား၂ယောက်ရဲ့လက်အောက်ခံအပွဲတွေပေါ့။အေးပေါ့ကွာ။ တို့ညီကိုနှစ်ယောက်ရဲ့လက်အောက်ခံဖွဲ့တွေကစုစုပေါင်း၁၂ဖွဲ့လောက်ရှိမယ်။အဲ၁၂ဖွဲ့ကငါတို့လက်ထက်ပေါ့ကွာ။နောက်ထပ်အဖွဲ့တွေတိုးလာရင်လည်းတိုးလာမှာပေါ့။နောက်တော့လည်းဘာရင်ကြောင့်မသိပါဘူး။ဓမြတွေတဖြည်းဖြည်းနဲလာပြီးတိတ်မတွေ့ရတော့ဘူး။ကျောင်းကတော့ဦးလေးထုံးမြိုင်ပြောလာတာတွေကိုနားထောင်ရင်ရှိပါရဲ့။ဓမြတွေနဲသွားခြင်းကလည်းကျောင်းနဲ့ယာမလက်ချက်ကြောင့်ဖြစ်တယ်လို့တခြားကျောင်းတွေကြောင့်လည်းဖြစ်နိုင်ပါရဲ့။အဖေကတော့တားချရောက်ဒီပဲမိခဲ့တာကွာ။ နောက်ကအဖြစ်ပြက်တွေကတော့ငာမိခဲ့တာတွေပေါ့ဒါဆိုအခုလက်ရှိတိရောဟိုညီကုန်းတကောင်ကရှိနိုင်ပါအောင်မလားအဲ့ဒါကတော့ရှိရလို့ပြောလို့မရတယ်လို့မရှိဘူးလို့ပြောလဲပြောလို့မရအောင်ကွာဒါမဲ့မလှုပ်ရှားတာကတော့တော်တော်ကြပြီဂူလီထုံးမြိုင်ပြောပြတော့မှပဲအကြောင်းဆောင်သိရတယ်ဗျာအကြောင်းဆောင်သိရတာကအရေးမဟုတ်ဘူးမင်းတော်ပြေထွက်တာမှအရေးတော်ငါကောင်ဘာဖြစ်လို့လဲဦးလေးရဲ့ ဘာဖြစ်ရမလဲကွာခုနကငါပြောသလိုပဲလေဓမြရိနဲ့ဟိုကြီးကအရှိသေးလားမရှိဘူးလားမသိဘူးမင်းအတွက်အန်တီရဲ့များလို့တတိပေးနေရတာကျုပ်တော်ပြထွက်တိုင်းတွေးတော့မတွေးမိပါဘူးများမရှိတော့တာထင်ပါတယ်အေးပါကြီးပါငါမေးတယ်ပြောတာပါကေကေကေငါလည်းပြောမယ်ဟေးဒီဒီခါတော်ပြထွက်ရင်တော့ယုံပြစ်ခဲ့ဦးနော်ဦးလေးတို့မြန်ကတော့ကျုပ်ကိုယုံပြစ်ခဲ့ရင်မှာပြီးတော့ပြန်သွားပါတယ် မိုးတိမ်နဲ့မဲမောင်လာခြင်းနဲ့တူလေကျန်းတွေတိုက်လာခြင်းတွေကြောင့်မကြမီမိုးရွာတော်မှာဖြစ်ကြောင်းသိလိုက်ရပါတယ်။မိုးရွာမှာကကနန်းတွေထွက်လာခြင်းကြောင့်ညစာအတွက်ကနန်းသွားရေကောက်ရန်ပလိုင်းကိုအနားချထားလိုက်တယ်။အိမ်များတဲ့မိုးကတော့ခဏကြာမှပဲတဲတဲမဲမဲရွာချလာပါတယ်။သူကတော့ပလိုင်းကိုလွှဲရင်းနဲ့ကနန်းကောက်ရန်ထွက်ခဲ့တယ်။ကမကနန်းလာကောက်တာလား။အော်ဟေးဟုတ်တယ်မဲတော်ရ။ညစာကိုကနန်းလေးနဲ့စားမလို့လေ။ နင်တို့လည်းကနန်းကောက်ကြတာမလားဘယ်လောက်ရကြပြီလဲတခါကြတော့မရသေးပါဘူးကိုဖတ်ရင်ဒါနဲ့ကိုရမာကြီးတို့တာဖာဟိုကိုရောက်လောက်ပြီထင်တယ်နော်အေးရောက်လောက်ပါပြီဘာလဲနေရငါးကြီးရမာကြီးကိုလွမ်းလို့လားဟင်းကိုမကြီးကလည်းဘာရီပြောနေမှမသိဘူးကျုပ်စားလိုက်တော့မေကျော်ကရှက်သွားတယ်ထင်ပါတယ်တခြားမိန်းကလေးတွေကြားထဲဝင်ပြီးတော့ကနန်းပြန်ခေါင်းနေတယ် ကျုပ်ကတော့စိတ်ထဲသိပ်ရမကောင်းရှားမနေဖခင်ဖြစ်သူဦးတောင်တို့ကိုစိတ်ပူနေခြင်းထက်တခုခုဖြစ်တော့မှာကိုလည်းခံစားနေရခြင်းကြောင့်ဖြစ်ပါရင်။ညသာစားပီးရဲ့ချိန်ထိမိုးမတိတ်ခြင်းကြောင့်ပတ်ဝန်းကျင်ကမိုးတန်နေသောဖုံးလွှမ်းနေပါရင်။ခဏိုင်းကတော့သွေးလေးစီတာဖြစ်တော့တခဏအတွင်းမှာပဲအိပ်ပျော်ခဲ့တယ်။ဒေါ်ဆောဒေါ်ဆောမောင်မက်ချောင်ရှင်းကောင်ဒီတဲ့တဲ့ခေါင်းရဲ့တန်ချောင်းကျုပ်ကအိပ်ရာကနေနိုးလာခဲ့တယ်။အကူဘူးကကြီးပါလား။စောစီးစီးဘာကိစ္စရှိလို့လဲ။ မင်းအဖေဦးသောရွာဆက်မှာလဲနေလို့ကွာငါခုရွာပြင်ထွက်မှမြင်ခဲ့တာကျုပ်ကအိမ်ပေါ်ကနေအမြန်ဆင်းပြီးတော့ရွာပြင်ကိုအပြေးထွက်ခဲ့တယ်ရွာဝင်ကုတ်ကူပင်ကြီးရဲ့အမြင့်ပေါ်မှာအဖေကတော့လဲလောင်းလျက်တတိမိနေရန်တူပါတယ်အဖေအဖေဘလို့ဖြစ်တာလဲလင်းငါးခါလောက်လှုပ်နှိုးတော့မှအဖေကတတိပြန်ဝင်လာခဲ့ပါတယ်ငါသားမင်းကြီးဒုက္ခရောက်နေပြီမင်းသူ့ကိုကယ်မရမယ် ဘလို့ရဖြစ်ကြတာလဲဖေဟာဘလို့ဖြစ်လို့တယောက်တခွဲစီတွေဖြစ်ပြီးတော့ပြန်ရောက်လာတာလဲအဖေတို့အဖေညီစီကိုမရောက်ခဲ့ကြဘူးလမ်းမှာဓမြတွေနဲ့ကြုံလို့နောက်ပြန်ဆုတ်ခဲ့တာမနေ့ကမိုးရီတအားကြီးရာနဲ့နှံ့ညိုဟာမပြေးနိုင်တော့အမမင်းကြီးကသူ့ဆင်းခဲ့ပြီးအဖေတယောက်တည်းနှံ့ညိုနဲ့ပြန်ခိုင်းလိုက်ကြဟာကွာဒါကြောင့်ကြောက်စိတ်နဲ့ခုနေတာဗျာအရင်ဆုံးအိမ်ပြန်ကြရအောင်ကျွန်တော်တွေအိမ်ရောက်မှပြောကြတာပေါ့ဒါနဲ့နှံ့ညိုကြီးရာကိုဖယောက်သွားလဲ နန်းညိုကအနားမှာပဲရှိတယ်။သူပင်ပန်းလို့တနေရမှာအိမ်နေရတင်နေ။ဒါဆိုကဘူးဝါကြီးခမားနန်းညိုကိုရှာခဲ့ပြီးပါအောင်နော်။ကျုပ်အဖေကိုခေါ်ပြီးတော့အိမ်ရင်ပြန်လာဦးမယ်။အေးအေးငါရှာပြီးတော့လိုက်လာခဲ့မယ်။အရောက်တော့ဖေးကမုံမီထားတာကြောင့်အဝေးစားရီကိုလဲပေးနေဆောင်းချုံပေးထားရတယ်။အဖေတောင်းနေရှာမမှာတနက်ပါသွားသေးလား။ပါရတဲ့ ။ဒါပေမဲ့ညာမိုးကြီးထားတော့တနက်ရေစုထားရင် ပြစ်လို့ရလာမှာမဟုတ်ဘူး။ရှာမောင်းမမိပါစေနဲ့ပဲမျှော်လင့်ရမယ်ဖင်ရဲ့။ရမမအဆောင်ရှိတာမို့ဝေရချင်းလေးကိုရင်ဆိုင်နိုင်တော့ပါတယ်။အဖေမရပါသားရဲ့အဖေမသွားခင်အခုလိုတွေဖြစ်လာမှာမဟုတ်ပါဘူး။အမောက်တာပဲဖြစ်ရင်ကိုကုတ်ကိုပြစ်မတင်ပါနဲ့။ကျုပ်ရမောက်လိုက်ရှာပြီးတော့ပြန်ခေါ်ခင်မင်း။ အဖေတော်အဖေယုံပါရဲကွာအဖေလည်းအသက်ရဲ့ကြောင့်တားလည်းမလိုက်နိုင်ဘူးမဟုတ်ရင်ဒီကောင်လေးကိုကိုရိုင်းလိုက်တတ်အောင်မအရှာလေးဖေးကျုပ်ဒီကောင်လေးကိုချိန်မုန်းလာပြီးယာမနဲ့တူပြန်လာခဲ့မေးမောင်မဲမင်းရဲ့မြေးမှာတီထီထားရဲကွာအရှိကကုဘူးကအော်ပြောလိုက်ခြင်းကြောင့်အရောက်ကိုဆင်းလာခဲ့ပြီးညညိုကိုတေးချကြည့်လိုက်တယ်ဒီကတော့တွင်းပိုင်းကိုမထီဘဲနဲ့အပေါ်ရန်ကိုသာထိမှန်သွားခြင်းကြောင့်အရင်အေးသွားမိပါရဲ့ ဒါနဲ့နန်းညိုဘယ်ဟာတွေ့လာလဲကဘူးဦးလေးကိုတွေ့ရဲ့နေရာနဲ့ပြိမဝေးဘူးလဲွက်แท้မှအိတ်နေတာကွာငါအတင်းဆွဲပြီးတော့ခေါ်လာတာကျေးဇူးပါပဲကဘူးယာဟာရပါတယ်ကွာငါလည်းလည်းသွားလာအောင်မေးအဖေတုံလေးလည်းရောက်တာနဲ့ရာမနောက်ကိုလိုက်မေးအဖေအိမ်မှာနေကောင်းနေပါသားကယူဆိုင်တော့မင်းကြီးလေးလည်းဘလို့အခြေအနေရှိလဲမသိဘူးအမေကတော့တော်တော်စိတ်ပူနေပြီသားရဲ့ ရှာမညံနေသူမဟုတ်ပါဘူး။သူဒီချီနေကောင်းလေးထွက်လာနိုင်ပါပါ။နေလေကင်းကတော့ကျုံအတွက်စိတ်လုံရှားစရာတွေနဲ့ကျူဆူလျက်ရှိပါရီ။တနက်ကိုကြောမလွှဲရင်းနဲ့ရှာမအရှာခီးစတင်ခဲ့တဲ့မိုးကြီးချတာဖြစ်ကြောင့်လေရောင်းရဲ့ချောင်းရီတွေကတက်လျက်ရှိတယ်လို့ချောင်းဆက်အိမ်တချို့မှာလည်းရေရင်ဝင်နေတာကိုတွေ့ရပါရီ။ဖောင်းရဲ့ဖြစ်သူညှုံလိုက်တဲ့တော်ရဲကိုရောက်တာနဲ့တတိကိုကတ်ထားလိုက်တယ်။တုံမတွဲတဲ့တော့ဖြစ်တယ်လို့အရရက်ကမမျောလင်ထားတဲ့အန်တီယရီကတော့ဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းဖြစ်ပါရဲ့ ။ဦးလေးထုံးမြိုင်လိုချင်တဲ့ယုံလေးကိုခဏခဏတွေးရပေမဲ့လက်ရှိမှာတော့မပြေပဲထားလိုက်သေး။ယုံလေးကတော့အန်ဒီရဲ့မပေးတော့လဲကျုပ်ကိုမြင်တော့လည်းပြေးလွှားထွက်ပြေးလျက်ရှိရဲ့။နိုင်ဝဲကျော်မြလှည့်လေသွားလာမိရဲ့နောက်တောင်ချီတစ်ခုကထွက်လာတဲ့မိဂိုးတွေကိုတတိထားမိလိုက်သေး။အခုလိုတောင်းတဲ့ကြီးထဲမှာတာမန်လူတယောက်လာရောက်နေတိုင်းဒီမဖြစ်နိုင်တဲ့အတွက်ဓမြစကန်းတစ်ခုခုရေးသုံးသပ်မိပါတယ်။ဘေးဘက်ကနေလင်မြန်တဲ့လှူရှားတန်တစ်ခုကြောင့်ကိုကိုဖောက်လာရင်နောက်ကိုခုံရှောင်းလိုက်တယ်။ ဝင်းကြီးတီကောင်ကအကျုပ်ကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ဓမြောင်းရီနဲ့နီးကောင်ကြောင့်တနတ်တံမထွက်စင်ရဲ့နေပေမဲ့အခုတော့မတက်တာပြီမို့ဝင်းရဲ့ဝမ်းပိုက်ကိုပြစ်ချလိုက်ရတယ်။ဝင်းကတော့တချမ်းနဲ့မသိကျုပ်ကိုအချွန်ထက်တဲ့လက်သေးတွေနဲ့ကုတ်လိုက်တယ်။ကျုပ်ရဲ့ဘေးလွှဲကတော့အလဲကောင်းနဲ့ထပ်ပိုင်းပြတ်သွားတယ်။ကြီးကိုမြန်ထိုးလာရင်းနဲ့ဝင်းရဲ့နိုင်ကြားတွေကိုပြစ်ထက်လိုက်တော့ဝင်းကြီးကနိုင်ကြားကိုလက်နဲ့အုပ်ရင်းနဲ့အလဲကျသွားပါတော့တယ်။ကျုပ်ကတော့တောင်ချီကိုအမြန်တီးလိုက်ချိန်မှာမိခိုးတွေမထွက်တော့ဘူး။ တနတ်တန်เจ้าရဲ့မိတက်သွားသည့်ဖြစ်ကြောင်းလည်းသိလိုက်ရတာပေါ့အခုနေရကိုရောက်လာတော့မှဖြင်းရောင်ပါလာတဲ့ဈာနဲ့အနိကဝါရီကိုခုတ်အသွားချုံလိုက်ခြင်းဈာကတော့ဓမြောင်ဖြစ်တာကြောင့်မိကိုတူးရသလောက်အခက်မြမြတူးလာရင်ဝကြုံလေးကို အောက်မှထောင်းအဘောကအင်ရဲထောက်တစ်ခုတင်ပြီးတော့အမိုက်တီနဲ့မတိမသာအုပ်ထားလိုက်ခြင်းတနကူကြည်ပြည့်ထည့်ပြီးနောက်အကွယ်ကောင်းတစ်ခုခုရှာပြီးပုံနေလိုက်တယ်။မကြပါဘူးကြုတ်ထင်သလိုပဲဓမြအဖွဲတစ်ဖွဲကတနက်ကူစီနဲ့ဝန်သေးနီးကိုရောက်လာတယ်။ ကျဲလောင်တဲ့အော်တန်နဲ့တူဓမြတယောက်ကကျုပ်ထောင်ထားတဲ့ထောင်ချောက်တဲ့ခြေတော့ချော်ကြပြီးဝချုံလေးကခြေပမိုးကိုဖောက်ထွက်သွားပုံရတယ်။ဓမြရီကထိတ်တလန့်ဘေဘီကိုကြည့်လိုက်ဗီဒီရန်သူရှိတီကိုရှောင်လီကြတယ်။ကျုပ်တနဲ့ပြောင်းဝါစီကအလင်းရောက်တစ်ချက်လက်သွားခြင်းနဲ့တူဓမြတယောက်နောက်ကိုပြင်လဲကျသွားပါတယ်။ကျန်တဲ့ဓမြရီကတော့ကျုပ်နေရာကိုတိသွားတော့အသေးသေးပုံွယ်လိုက်ကြပြီးကျုပ်စီကိုစက်တိုက်ပြစ်ကြတော့တယ်။ကျုပ်ကတော့ွယ်ရေးတာနေရတယ်။ တခြားတော့ပင်စီရဲ့တစ်ဖက်ကထွက်လာပြီးဓမြတယောက်ကိုဖြစ်ချနိုင်တယ်။ဓမြတွေကတော့အကွဲရီနောက်ခါကျုပ်စီကိုတဖြည်းဖြည်းတိုးလာခဲ့တယ်။ကျုပ်ကတော့အဲ့ဒီအချိန်လေးကိုကြိုသိခဲ့တော့ဝချုံလေးကိုຫນွေကြိုးရင်းနဲ့ချီကထောင်ချောင်းလှုပ်ထားခဲ့ပါတယ်။တဖြည်းဖြည်းနီးလာတာနဲ့အမျှကျုပ်ကတော့ထောင်ချောင်းကຫນွေကိုဖြစ်ချလိုက်တယ်။အမျက်လှုပ်ထားရပြီးတစ်ခါသုံးထောင်ချောင်းဖြစ်တာမို့ဓမြတယောက်ရဲ့ဘိုက်တွေကိုထိုးပေါက်ပြီးကျူရီကလည်းပြေးကြပြီးတော့ပြတ်ကုန်ပါတယ်။ကျုပ်ကတော့ပင်စီကိုအကွဲယူရင်းနဲ့ပြန်လဲပြစ်ခတ်လျက်ရှိတယ်။ မမြောင်လင်ထားတဲ့တနက်တန်တီကဓမြရီရဲ့အနောက်ဘက်ကနေထွက်ပေါ်လာခြင်းနဲ့တူဓမြရီကတော့ချောင်းပိတ်သွားတယ်။ရာမကတော့ဓမြရီနောက်ကနေပြစ်ခတ်နေခြင်းဖြစ်ရာရာမကိုမြင်ရတော့တတော်ကိုပျော်မိသွားတယ်။ဒီလည်းမရှိရတဲ့ဓမြရီကိုကျုံတဲ့ရာမကအဆက်မပြတ်ပြစ်ခတ်ကြပါရဲ့။ဓမြရီအာလုံးတည်ကုန်ကြတဲ့အခါရာမကကျုပ်စီကိုပြေးလာပါရဲ့။ကမအဖေရောရှိုးရှိုးပြန်ရောက်လာ။ရောက်ပြီမေရွာစက်တီပဲရောက်တာကွာ။ အခုတော့အိမ်ကိုရောက်နေပါပြီ။ဟာတော်သေးတာပေါ့ဗျာ။သူကအဖေအတွက်စိုးရင်နေတာဗျာ။တန်းနဲ့ကိုမက်ကောင်ကဘလို့ရောက်လာလဲ။ဘလို့ရောက်လာမှလဲကွာ။မင်းစီကိုလှိုက်လာတာ။ဓမြအဖွဲတဖွဲတွေးလို့အခြေအနေကြည့်နေတော့ဝင်းကောင်ကုတ်တာနဲ့တနက်နဲ့ပြစ်လိုက်ရတယ်။တနက်တန်နေကြရတယ်ဓမြတွေတင်းနီယာကိုရောက်လာကြတာ။ငါတယောက်တည်းဆိုတော်တော်ရှင်းယူလာမှာကွာ။အခက်မသိရင်တေးပါတေးသွားနိုင်နေ။တူလေတီတော်ရဲမှာတနက်တလန့်နေပဲပတ်သွားနေရတာ တနတ်ကြီးကလည်းအရှမ်းမြမြမရှိတာကတကြောင်ဓမြရိကြားမှာဆူရကတကြောင်နဲ့မဖြစ်ရအောင်အခုမှဖြစ်ရတော့တယ်အေးကွာမင်းကိုပြန်တွေ့တာငါအရှမ်းဝမ်းသာတာပဲအခုတော့ဝင်းကိုဖြတ်ပြီးပြန်ကြမယ်အမေလည်းမင်းကိုလွမ်းနေတာကွာကျုပ်ပြောလိုက်တော့ယာမကကောင်းခံရင်နေပြန်လို့မရသေးဘူးကွမတို့တို့နောက်တစ်ပွဲနှွေးရမယ်ဟေးဘာဖြစ်လို့လဲကွမပေးထားတဲ့တော်ဝက်အဆွေအဆောင်ကိုကျုပ်ပြင်းနေတယ် တွေ့ကြကြံခဲ့တယ်။ပြန်ကောက်ချင်ပေမဲ့ဓမြတွေလိုက်လာလို့မကောက်ရအောင်။ကျုပ်ပြင်းနဲ့လှည့်ကြည့်လိုက်တော့ဓမြဖို့တရားအရိဆောင်ကိုရသွားတယ်ဗျ။အဲဆောင်ရတော့ကျုံနောက်ကိုဆက်မလိုက်တော့ဒီလိုမကောင်းတဲ့ကောင်လက်ထဲရောက်သွားရင်ရဲရွာတွေအတွက်တော်တော်အန္တရာယ်များမယ်ကိုမှကျွတ်တို့ပြန်ရင်မှဖြစ်မယ်။ဒါတော့ဟုတ်တယ်။ဓမြတယောက်သာကြည်ပြီးကြားပြီးရဲဆောင်ကိုရထားရင်ရွာတွေအတွက်ကတော့ငရေပဲ။ဒီတော့မင်းပြောသလိုနောက်တစ်ပွဲနှွှဲကြတာပေါ့ကွာ ဒါနဲ့မင်းပြောတဲ့ဘက်ကဒီဖွဲ့ဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးကောမတ်ဒီဖွဲ့ရတခြားဖွဲ့အကျိုးကောင်းကောင်းသိတယ်ဒါဆိုမင်းရဲ့ဆောင်ကိုရသွားတဲ့ဖွဲ့ဘယ်မှာစခန်းချလဲမင်းသိလားအရှင်စခန်းကိုတော့သိတယ်စခန်းပြောင်းသွားရင်တော့ပြောတတ်ဘူးစခန်းပြောင်းသွားရင်တော့အရှင်စခန်းနဲ့တိတ်ဝေးဝေးကိုပြောင်းမှုအဲ့ဒါကတော့သိကြတယ်နေပါဦးမင်းကဘာလို့တိတိကျကျပြောနိုင်နေရတော့ဟာ ာလို့လဲဆိုရင်ကျုပ်ဆောင်ကိုရသွားတဲ့အဖွဲဓမြတွေရဲ့အဓိကအဖွဲကြီးဖြစ်တာမလို့အဓိကကြဆုံးအဲ့နေရာတဝိုက်မှာပဲရှင်းနေမှသေးကြတယ်။အေးကောင်းပြီကွာ။ဒါဆိုရင်အချိန်ကြီးကိုကြည့်ပြီးလှုပ်ရှားကြတာပေါ့။အခုတော့တင်းနေတဲ့ကောင်လေးစီကကြည်နေယူအောင်။ကျုံတဲ့ယာမကတော့အခုဆိုကြည်လုံလုံလောက်လောက်ရှိပြီဖြစ်ပါရင်ယာမရဲ့လမ်းပြမှုနဲ့တခြားတောင်တစ်ခုစီကိုဦးတည်ခဲ့တယ်။မိုးစတီကတော့စတင်ကြောက်ရောက်နေပြီဖြစ်ပါရင ကိုမရှေ့စကမ်းမှာဓမြခေါင်းဆောင်ရှိညာသေးကြတယ်။ဟိုမှာမိခိုးတွေထွက်နေတယ်။ရှာမကစကမ်းတစ်ခုကိုညှို့ပြရင်းနဲ့ပြောလာခြင်းဖြစ်တယ်။အန်တရရဲ့နီးကပ်လာတာဖြစ်ချင်းကြောင့်လဲရှာမကိုဂယုဆိုင်ရမှာကြားပါတယ်။အကြောင်းကတော့ရှာမမှာအဆောင်မရှိရောရဖြစ်တယ်။ဘိုးရီစတဲ့ကြောင့်မိကလည်းတိတ်သွားပုံရတယ်။မိခိုးတွေချက်ရိပ်ထွက်မလာတော့ဘူးလေ။စကမ်းရဲ့ပေါ်ဘက်ကနေအခြေအနေကိုကြည့်ပြီးတော့မိတို့စတဲ့တိုက်ခိုက်ရမိကိုတွေးတောနေမိတယ်။ကိုမက် ဒီကောင်လေးကိုပြင်းရင်းနဲ့တောအတွင်းပိုင်းကိုမြှောက်ခေါ်သွားမယ်။ဒီချင်းဒီတန်းရေဆိုင် မကောင်းဘူးလားယာမရဲ့။ငါတို့ကပေါ်ဝါဆိုတော့အသာစီးရနေမှာ။မြှောက်ခေါ်တာကတော့ကျုပ်ထောင်ချောက်တွေစင်တာလို့ပါ။အနည်းဆုံးတော့လေးရောက်လောက်တော့အသာလေးမိကြမှာ။ပြီးတော့လေမြှောက်ခေါ်မယ့်နေရာအကွင်ကောင်းကောင်းရှိတယ်။ကြည်တွေလည်းအလုံလောက်ရှိတော့ရင်ဆိုင်လိုရလောက်ပါတယ်။ဟေ့ဒါဆိုလေစကြတာပေါ့ကွာ။ဒီတစ်ပွဲပြီးရင်တော့အိမ်ပြန်လို့ရပြီ။ ကျုံနဲ့ယောင်မကတော့ချုံကယ်ရီကောင်းလေးတဖြည်းဖြည်းချင်းကန်ရင်နဲ့စကန်းနဲ့လီးကက်လာတယ်။တ냐နှစ်ယောက်ကတော့တနက်ကိုဘေးချရင်စကားတွေပြောလျက်ရှိတယ်။ကျန်တဲ့သူတွေကတော့အိတ်နေကြတယ်။ကျန်လောင်နဲ့တနက်တန်နှစ်ချက်ကလည်းဒွန်ထွေးရီထွက်ပေါ်လာတယ်လေ။တနက်တန်ဆုံးမှာတော့တ냐နှစ်ယောက်ကဘေးကိုလဲကျသွားခြင်းနဲ့အတူကျန်တဲ့တ냐တွေကလည်းနိုးလာကြတယ်။တနက်တွေယူပြီးတော့ကျုပ်တို့ရှိတဲ့နေရာကိုစတင်ပြစ်ခတ်ပါတယ်။ဒုတိယတိုက်ပွဲကတော့စတင်ပါပြီ။ ကျုံနဲ့ယာမကတော့လက်ပံဝင်ကြီးနှစ်ပင်နောက်မှာအကွယ်ယူရင်းနဲ့ပြန်လဲပြစ်ခတ်နေပါတယ်။ကိုမကျုံနောက်ကိုအရင်ဆုံးမယ်။ကျုပ်ကိုအာရုံရောက်နေတဲ့အချိန်ကိုမအဆုံးသတ်ပေးလိုက်။ကျုပ်ခေါင်းကြီးပြလိုက်တာနဲ့ယာမကအနောက်ဘက်ပင်ကိုဆုတ်သွားပါတယ်။ယာမကိုအာရုံရောက်သွားတဲ့ဓမြတွေကတော့ကျုပ်လက်အောက်မှာရင်အသက်ပြောက်ခင်ရတယ်။တိုက်ပွဲကတော့မိနစ်၁၀ခန့်မြောက်ကြာခဲ့ပါပြီ။ကျုံနဲ့ယာမကအစီအစဉ်ထားတဲ့အချိန်ထောက်ထောက်တွေရှင်ရာကိုဆုတ်ခဲ့ကြတယ်။ ရှားမပြောပြထားပြီးသားကျုပ်ကထောင်ချောင်းနေရာတွေကိုတိနေခြင်းဖြစ်ပါတယ်။အဲ့ကောင်တွေကိုလက်မပေးနဲ့။ဓမြဘူရဲ့မိန်ပေးတန်ကိုဘိုးတန်နေရောင်းတော့ရင်းနဲ့ချားရပါတယ်။ဓမြတွေကတော့ကျုပ်တို့ကိုစောင့်ကြည့်နေစင်ပါပြီးထောင်ချောင်းတွေကိုနေမိသွားပါတယ်။ချုံမြောင်းရဲ့ဝချံသုံးခုကဓမြနှစ်ယောက်ရဲ့ဝိညာဉ်ကိုနှုတ်ယူသွားခဲ့ပါပြီ။တခြားနှစ်ယောက်ကတော့ချင်းနေကိုင်းတစ်ခုကိုနေမိရမှာကျွန်တော်ကိုငွေတစ်ခုရစ်ပက်ချင်းခံရပြီးအပေါ်ကိုမြောက်တက်သွားတယ်။ကိုဘက်ထိသွားလား။ ရှာရဲကအပေါ်ရရှက်သွားတာဒီကောင်လေးတစ်ဖေးဖေးနဲ့နဲလာပြီအကုန်တေးအောင်သာပြစ်ကျုပ်လက်မောင်းကိုကြည်တီသွားချင်းကြောင့်ရာမကမေးလာခြင်းဖြစ်တဲ့ဓမြလေးယောက်ကလည်းကျုပ်တို့နဲ့တဖေးဖေးနီးကပ်လာပါတယ်ရာမရှေ့ဆုံးကဓမြကမင်းရဲ့အဆောင်ရထားတဲ့တရားပဲတချက်မှာတော့ဓမြတယောက်ကလည်းကြီးမန်းသွားပေမဲ့လဲကြပြီးပြန်ထလာခြင်းကြောင့်ရိဓမြစီမှာအဆောင်ရှိနေအောင်တွေးလိုက်မိတယ် ကျန်တဲ့ဓမြောက်တွေကိုလည်းဆက်လက်ပြစ်ခတ်ရမှာဓမြောက်နှစ်ယောက်သာကြမ်းချင်းမုံရင်မတန်ကြီးလာခြင်းကြောင့်တနတ်တီကပြစ်လို့မရတော့ပါဘူးဓမြောက်တွေကလည်းကျုပ်တို့နေတူပြည့်ပြည့်မရတော့တာကြောင့်ဓာရီကိုကာရင်းနဲ့ပြည့်ပြည့်လာတယ်ကျုပ်နဲ့ယာမကတော့ဓမြောက်ကိုချုပ်ပြီးအသင်းပြင်ထားလိုက်တယ်ဖြူပွဲနဲ့ဓာသွားတစ်ခုကခေါင်းပေါ်ကနေအုံမိုးလာတာဖြစ်တော့ဘေးကိုရွှေ့လိုက်ရင်းနဲ့ဓမြောက်ရဲ့ပိုက်ကိုထိုးချလိုက်ပါတယ် ကျောင်းနဲ့ယာမကဖခင်ဖြစ်သူဦးတောင်းစီကနေမြမတိုင်းပညာရတ္တိကိုတင်ထားတဲ့အဖြစ်မိုးရီထဲမှာလေ့ကျင့်ဘူးတာဖြစ်တာကြောင့်အခုချိန်နေနဲ့ရင်းနှီးလျက်အရှိပါရင်ဓမြတွေကတော့ကျောင်းနဲ့ယာမရဲ့ဓာတ်ချက်တွေအောက်မှာအသက်ပြောက်သွားခဲ့ပါရင်မင်းတို့တွေတော်တော်တော်ကြပါရင်ငါထီးကြပါရင်ခမရဓမြခေါင်းဆောင်လားဒါဆိုရင်တော့ဒီနေ့ကခမရရဲ့နောက်ဆုံးဓမြလှုပ်ရမယ်နေပြီကောင်းလေး မင်းစီယာရထားတဲ့အဆောင်ရဲ့အဆောင်ကိုမင်းအသိဆုံးဖြစ်မှာပါမင်းတို့ဒါရီကငါ့ကိုအထီးကနိုင်မှာမဟုတ်ဘူးငါအသက်ရွယ်မနေရနိုင်ပြီဆိုပေမဲ့မညာတာဘူးနော်ဓမြကောင်းဆောင်ကပြောရင်းနဲ့ယာမကိုဓာတ်နဲ့ဝင်ခုတ်ပေမဲ့ယာမကဓာတ်ခိုင်ထားတဲ့လက်ကိုဖမ်းလိုက်ရင် ရှင်မကိုဓာတ်နဲ့ထိုးလိုက်ပါရင်သို့တော်ဓာတ်ကဖောက်ဝင်မသွားပဲပြန်ကန်ထွက်လာရင်ကဲမင်းတို့ငါ့ကိုဘယ်လိုတတ်နိုင်မှာလဲမင်းတို့မတတ်နိုင်ပြီမဲငါတို့မင်းတို့တတ်နိုင်နေ ဓမြခေါင်းဆောင်ရဲ့ဓားချက်တွေကကျုပ်တို့နှစ်ယောက်ထံကိုလှည့်မြန်စွာနဲ့ဝင်ရောက်လာတယ်။ဓားကိုကြွကျင်စွာကိုင်းနေသူဖြစ်ပြီးကျုပ်တို့ကိုအဆက်မပြတ်တိုက်ခိုက်ပါတော့တယ်။တစ်ချက်တော့ဓမြရဲ့ဓားချက်ကကျုပ်လက်မကိုထိသွားရသူတွေကလည်းစီးကြလာတယ်။ရှာမတော့ကျုပ်ကိုထိခိုက်သွားခြင်းကြောင့်ဓမြခေါင်းဆောင်ကိုဖိ၍တိုက်ခိုက်ပါတယ်။ဓမြရဲ့စောက်တွကြကြောင့်ရှာမကနောက်ကိုဖင်တိုင်းလဲကျသွားရင်ဓားကလွင့်ထွက်သွားတယ်။ရှာမပေါ်ဝင်လာတဲ့ဓာတ်ချက်ကိုကျုပ်သားနဲ့ဝင်ခံလိုက်ရင်ဓမြရဲ့ခေါင်းကိုလည်းခုတ်ချလိုက်တယ် ဓမြကြီးရဲ့ခေါင်းကတီကနေပြတ်သွားခြင်းနဲ့အတူနောက်ကိုတဖြည်းဖြည်းလဲကျသွားပါတယ်။အကူမဘလို့ဖြစ်ပြီးကြည့်အောင်လုပ်နိုင်တာလဲ။တွေးကြပါကွာ။ဓာပီးတုပ်ပြီးတနက်ပီးရဲ့သူတွေကိုတန့်ရင်တွေးတုပ်ပြီးတန့်ရတယ်။ငါလည်းမင်းနေတာ။ခုနကလက်မောင်းကိုထီတော့တွေးတွေပြီးသွားတာခုမှသတိရတာ။တော်သေးတာပေါ့ဗျာ။မောင်းရင်ကျုပ်တို့ဒီကောင်ကိုဘလို့တန့်ရမလဲမသိဘူး။နေဦးရမရဲ့ ဓမြခေါင်းဆောင်ရဲ့ဓာတ်မှာစာရေးထားတယ်။သူကဓမြခေါင်းဆောင်ရဲ့ဓာတ်မှာစာတစ်ခုမြင်လာကြကောက်ယူလန့်ပြီးရောအတန်းထွက်ပြီးဖက်လိုက်မိပါတယ်။မီးပြင်းလိုက်ပဲ။ဟာဒါဆိုဒီဓမြကညီကို၁၁ယောက်ထင်ရတယောက်ပေါ့။ကိုမန်ဘယ်ကညီကို၁၁ယောက်လဲဗျာသူ့ကိုပြောပြပါဦး။ဒီเจ้าနေရပြောဖို့ဟာကြာမယ်ကွာ။အခုတော့ဒီကောင်လေးကိုထားခဲ့ပြီးပြန်ကြစို့။သူကတော့တက်လူပွဲကြီးပြီးသွားတော့မှတက်ပြင်းကိုချနိုင်လိုက်ပါရဲ့။ ကျူတိုနီယောက်ပြန်လမ်းမှာဝိုးကလည်းတိတ်လို့နေခဲ့ပါပြီ။မိပြင်းလေးဖွဲကတော့အပီးတိုင်ပျောက်ကွယ်သွားခြင်းနဲ့တူဓမြသေရီကတော့တော်လေးတနေရမှာကြမ်းရစ်လို့နေခဲ့ပါတော့တယ်။အပြန်လမ်းမှာတော့ဝင်းသေးကိုဖျက်ပြီးတော့လည်းယူခဲ့တယ်။ဒီနေ့ကတော့ကျုပ်ဘဝရဲ့ကြီးမားတဲ့နေ့ရက်တစ်ခုလေဖြစ်လို့နေပါတော့တယ်။ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးသူရေမင်းထွန်းရေးသားထားတဲ့စာနီတော်မမတ်နဲ့ရာမတ်တို့ရှာဖွေခြင်းဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ် နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ခြေစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါရယ်ဗျဒီဇင်လန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုတ်ခတ်မင်းဖြစ်ပါရယ်ခင်ဗျာ